အခုစီဂျူနုံမုံလို့ပြောပြီးရောင်းနေနုံမုံနေကျွန်တော်စစ်ကြည့်လိုက်စင်သူရဲ့ glycemic index က128ရှိတယ်ဆိုတော့တရားစားတဲ့တော်နဲ့စပူပြီးတက်သေးတယ်ပေါ့နော်ငလာပါအခုစီဂျူသူဂျူယောဂရှင်တူဦးနေနဲ့အထူးပြင်းတဲ့နေရာဒီလိုကာလမှာပေါ့ဗာများစားတော့တင်လဲပေါ့ဒါတော့နေရာဒီရောဖြစ်မွေးရာဒီပဲဖြစ်ရေကျွန်တော်အတူတူကြီးပါပဲ။ ဒါပေမဲ့နွေရာသီမှာကြားတဲ့အခါကျတော့အထူးကြားတာတော့အိုက်တယ်ပူတယ်အဲ့တော့လူရချွေးထွက်တယ်ချွေးထွက်တော့ဘာဖြစ်လဲဆိုတော့ချွေးတွေတောက်တာများတယ်အဲတချို့ကကျတော့လေဓာတ်စားရည်တွေတောက်တာများတယ်နောက်တစ်ခုကလည်းတချို့ကလည်းချွေးထွက်တာများတာကိုပြန်သွားဖို့ဆိုပြီးတော့သူပြောတဲ့ဖြော်ရည်တွေရှိတယ်ပေါ်ကရီဆွဲတွေ100 plus တို့နော်အဲ့လိုမျိုးအချွေးပလင်းတွေကျွန်တော်တောက်တာရှိတယ်အဲ့ဒီခါမှာအချွေးပလင်းတွေပလင်းတွေအလုံးကနောက်သူတို့ကကြော်ညာတွေကလည်းအလုံးက ချီကျူသမားတောက်လို့ရတယ်လို့ပြောကြတော့အဲ့မှာလူချီကျူသမားတွေကအထင်ကြီးပြီးတောက်ကြတယ်။တောက်ကြတော့ကျွန်တော်ရှိလာလိုက်လို့ကျွန်တော်များသဖြင့်သူကျူကသုံးအကျော်နဲ့လူတွေကြီးတွေပဲ။အဲ့အဓိကအဖြစ်တော့ဘာမစားလဲပြောရတာပုံမှန်တာပေါ့။ဘာမစားသင့်ဘူးလဲလို့ပြောရင်တော့ကျွန်တော်စီကမ်းမှာကျွန်တော်ရှိလာတဲ့လူတွေတော့သွေးကြိုဓာတ်ကိုတက်စီတော့အုပ်စုသုံးခုမစားပါနဲ့လို့ကျွန်တော်ကတော့အမှတ်သားလွယ်အောင်လို့ကျွန်တော်ပြောလိုက်တယ်။အချိုဓာတ်ပါတဲ့အရေးအချိုဓာတ်ပါတဲ့ မုံတွေချွတ်ရပါတဲ့တစ်သီးတွေပေါ့ချွတ်ရပါတဲ့အည်တွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆရာပြောတဲ့အေးဘလင်းတွေအချွေအေးဘလင်းတွေပေါ့အဲ့ဒါတွေမတောက်ပါနဲ့ဓာတ်ဆိုင်တွေပေါ့ဘာကြောင့်ဓာတ်ဆိုင်ဆိုတာဓာတ်ဆိုင်တဲ့မှာဆူရီယန်နုပိုတက်ဆီယမ်ဓာတ်ဆိုင်တဲ့အပြင်ကိုအဲ့ဒါတွေခန္ဓာကိုယ်ထဲကိုဆုတ်ကောင်းလို့ဆိုပြီးတော့ဂလူကို့စ်ဓာတ်တွေလည်းပါတဲ့အတွက်အဲ့ဓာတ်ဆိုင်တွေတက်ပြီးဂလူကို့စ်ဓာတ်အကုန်ရောတက်ကုန်တဲ့ခါကျသွေးကြွတွေများကုန်နောက်တစ်ခုကတော့ကျွန်တော်တို့အခုဒုက္ခပြီးနေတာပါလေဆိုတော့ coffee mix တွေပေါ့ tea mix တွေပေါ့ကျွန်တော်တို့1 in 2တို့3 in 1တို့2 in 1တို့ဆိုတဲ့ဟာတွေပေါ့ coffee motion ပဲလဖက်ဖြစ်ဘုံသုံးမှုတုံပါမယ်သုံးမှုတုံက miko make တာမဟုတ် coffee mix ဆိုတဲ့နှုတ်မှုပေါ့ cream မှာလို့ခေါ်တဲ့နှုတ်မှုသုံးမှုတုံပါမယ်နောက်ပြီးတော့ကြားပါမယ်အဲ့မှာသူကစီဂျူသမားတွေ့ရဆို diet coffee ဆိုသူကဘာလုပ်လဲဆိုတော့ဆိုတော့တကြားဆိုတာ sugar ပေါ့ sucrose ပေါ့ ဲ့ဒီစာကို equal ဆိုတဲ့စကားဖြစ်ကျန်တဲ့ stavia ဆိုတဲ့စကားဖြစ်နောက်ထပ်အလားတူပေါ့စီဂျိုစကားတွေအထည့်လိုက်တယ်အဲ့ဒါလူတွေကဒါစီဂျိုတွေပေါ်ပြပေါ်ဆက်ထားတဲ့ copy လက်ဖက်ရည်ဆိုပြီးတော့အထင်ကြီးပြီးတော့တောက်ကြတယ်ပေါ့ဒါပေမဲ့အဲ့မှာတိထားဖို့ကဘာလဲဆိုတော့ဆိုတော့စကားဒါစီဂျိုစကားထည့်ထားတာအဲ့တော့ပါနေသေးတဲ့နုံမှုနုံမှုက micro make ဆိုတဲ့နုံမှုနော်အဲ့မှာပြဝစီကြီးအရန်ပါတယ် security threat တွေအရန်ပါတယ် နော်အဲ့ဒါကိုဘရန်ကိုတွေးကြည့်တက်စီတယ်အဲ့တော့တွေးကြည့်လဲတက်စီတယ်တွေးတယ်မှရှိအစီပဲများစီတယ်များတဲ့ခါကျတော့တွေးကြည့်ကြောင်းဖြစ်တဲ့နောက်စတဲ့ယောဂာတွေအကုန်ဖြစ်တဲ့မျက်စိနှလုံးကြောက်ကကုန်ထိတယ်စီဓာတ်တွေများတဲ့အတွက်ကြောင့်မို့ကျွန်တော်သွေးရောကြီးတွေမှာသွေးကြောတွေပိတ်တယ်ခုနောက်သွေးကြောပိတ်တယ်နှလုံးသွေးကြောပိတ်တယ်နှလုံးရောဂါဖြစ်တယ်ခြေထောက်ကိုသွားတဲ့သွေးကြောတွေပိတ်တယ်ခြေထောက်တွေပုတ်တယ်အဲတော့ခြူတဲ့အရည်တွေကျွန်တော်တို့မစားကြဘူး နောက်စီဂျူနုံမုံဆိုပြီးတော့ရောင်းနေတဲ့နုံမုံများကိုကျွန်တော်အနေနဲ့တော့အာမပေးပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့စံသက်ချက်ရတကြားကိုဒီလိုက်စားရင်တော့ကိုက်ဆီမီအင်ဒက်စ်ပြောရဲသူဂျူတဲ့နုံရာ68လောက်ရှိလို့ရှင်။အခုစီဂျူနုံမုံလို့ပြောပြီးရောင်းနေနုံမုံတွေကျွန်တော်စစ်ကြည့်တဲ့အချိန်သူရဲ့ကိုက်ဆီမီအင်ဒက်စ်က128ရှိတယ်။ဆိုတော့တကြားစားလိုက်တော့နှစ်ပုံတက်သေးတယ်ပေါ့နော်။အဲ့တော့နောက်သူတို့ကတကယ်စီဂျူနုံမုံလို့ပြောတာကအဲသူတို့ထင်မင်းလုံးဝမစားဘူး။ မစားဘူးသူတို့ကတောက်မှဗမာလူမျိုးကထမင်းနဲ့စားမှပြီးတော့နောက်ဖြစ်ဆက်စားသူတွေအဲ့ဒီအရေးလဲထပ်တောက်အောင်မှအဲ့တော့ဘာပြီးတော့အဲ့ဒီစီဂျူဆိုနုံမုံဆိုတဲ့နုံမုံတွေတောက်နေတဲ့လူတွေဒီတွေးကြည့်ဒီအများဆုံး250 350ထက်မှရှိတာကြီးတွေပဲအဲ့တော့အကောင်းဆုံးကတော့နော်ဆရာပြောတဲ့စီဂျူနုံမုံတွေမတောက်ဘူးချိုးရဲရည်ချိုးရဲရည်ပြီးရခါကျတော့မုံတွေမုံတွေကတော့ဒါကလွယ်ပါတယ်ဂျုံနုတဲ့အစားအစာတွေဆိုရင်ဂျုံကစားလိုက်တဲ့အချိန်တွေးကြည့်တွေတက်ကုန်တယ်ပေါ့ နော်အဲ့တော့ပေါမိုတို့ကိတ်မိုတို့ဘစ်ကစ်တို့ပေါမို၆တို့ဘစ်ကစ်၆ကိုကူကီပေါ့နော်ပေါမိုကိတ်မိုနော်ကိတ်မို၆ပေါ့နောက်ပြီးတော့တရားတညက်ကျန်တာပါတယ်အုံသီးတွေပေါ့အုံသီးတွေပါတယ်ကျွန်တော်တို့ဗမာမုံတွေပေါ့ရွှေကြည်စနေမင်းထိုးမုံဘိမုံလမ်းမုံအဲ့လိုမုံတွေကျွန်တော်တို့စားရင်သူ့ရုပ်တက်မှာပဲပေါ့နောက်တစ်ခါတတိတွေပေါ့စာအုပ်တွေထဲမှာတတိတွေစားပါတတိတွေစားပါလို့ပြောတယ်တတိစားသူ့ရုပ်တက်တာကြတော့ဘူးဝမ်ပြောဘူး တတိယရတဲ့ဓာတ်က fructose သူကြည့်ဝင်တက်ဘူးလို့ပြောတယ်ဟုတ်တယ်ဒါပေမဲ့အဲ့ fructose နဲ့အတူတူအချိုးကျတဲ့ glucose ဆိုတာအများအားပါရာကြီးတွေပဲအဲ့တော့တတိစားလို့သူကြည့်ဝင်တက်ဘူးဆိုရင်ကျွန်တော်ကတော့လက်မခံဘူးပေါ့အဲ့တော့သူကြည့်များတဲ့ကာလမျိုးမှာတတိများလည်းမစားပါနဲ့လို့ကျွန်တော်လည်းအကြံဉာဏ်ပေးပါတယ်ချာနေတိုင်းစားသောက်မှုတွေရတော့ဘယ်ကာလပဲဖြစ်ဖြစ်နွေပဲဖြစ်စောင်းပဲဖြစ်မိုးပဲဖြစ်ဖြစ်အကုန်တူတူကြီးပါပဲကျွန်တော်ပြောတဲ့ နွေဒီကလာမှာအဓိကချွေးထွက်များလို့ဒက်ဇိုင်းဒီတပ်တွေကိစ္စအချွေယူပူတော်တဲ့ကိစ္စအဲ့ဒါကိုအထီးသီးထားပြီးရှာဖို့ပဲကျွန်တော်နေနဲ့မြေတားရခိုင်နေပါတယ်။ကျန်တာတော့ဇံဝဲညွန်ကြားတဲ့ဈေးကိုပုံမှန်တောက်ဖို့လိုတာပေါ့နော်။ဈေးတောက်ဖို့လိုတဲ့အစားကိုရှောင်ဖို့လိုတဲ့ဓမ္မတန်ရရှိယူယောဂသည်ဆိုရဲနောက်ဆက်ပဲယောဂတွေကင်းကုန်မဖြစ်ပါလေ။ Cfarm caring for well-being